ပါစတိုရစ်အတွေးခေါ်ရဆိုတာတခြားမဟုတ်ပါဘူးနော်လူတွေကို လူကောင်းတယောက်ဖြစ်လာအောင်ကျင့်ဝတ်တွေနဲ့လူဖွဲ့စည်းထဲမှာနေထက်အောင်စုဆုံးမှထားတဲ့အတွေးခေါ်တွေပဲဖြစ်ပါတယ်ဒီစတိုရစ်ရဲ့အတွေးခေါ်တွေဟာဒီနေ့နမေကျော်စာရေးဆရာကြီးဒီအပေါ်မှာလွှမ်းမိုးထားတယ်ဆိုတော့ငင်းမို့တော်တော်ခက်ပါလိမ့်မယ်။ရောဒီအတွေးခေါ်တွေကကောင်းပါတယ်။အဲစတိုရစ်ရဲ့ကျင့်ဝတ်စနစ်ကတော့ အချက်၄ချက်ပေါ်မှာအခြေခံပါတယ်။ဉာဏ်ပညာပေါ်မှာအခြေခံပါတယ်။တတိပေါ်မှာအခြေခံပါတယ်။တရားမျှတခြင်းပေါ်မှာအခြေခံပါတယ်။နောက်ဆုံးချက်ကတော့သီးခံခြင်းတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်ကိုယ်ကိုထိတ်ချုံနိုင်ခြင်းပေါ့ဒီပေါ်မှာအခြေခံပါတယ်။အဲဆရာနဲ့တပီးနဲ့လည်းပဲဒီ story ရဲ့ကဉာဏ်ပညာကိုဘယ်လိုရှုမြင်လဲ။တတိကိုဘယ်လိုရှုမြင်လဲ။ နောက်တစ်ခါဒီတရားမြတ်တာကျေကိုဘယ်လိုရှုနေဒါတွေကိုလည်းဆရာတို့တင်ဆက်ခဲ့ပြီးပါပြီအခုဒီနေ့တင်ဆက်မှာကတော့ဆရာတို့ကထိမ့်ချုပ်ခြင်းသီခံခြင်းအကြောင်းကိုပြောပါမယ်အဲ့တော့ story တွေးခေါ်ရှင်တွေကတော့သီခံနေဆိုတာတဲ့မိမိရဲ့စိတ်ကိုဟန်ချက်ညီအောင်ထိမ့်ချုပ်တာပဲတဲ့နော်အဲ့တော့ဘယ်လိုဟန်ချက်ညီရမှာလဲအဲ့တော့စိတ်ကဖြစ်လာတဲ့စန္ဒာတွေနဲ့စိတ်လှုပ်ရှားမှုတွေ လူကခံစားချက်ကိုအမြဲတမ်းဥတီပြီးတော့ဆန္ဒတွေဖြစ်လာတာကိုအဲ့ဒါတွေကိုကြော်လွားပြီးတော့မိမိရဲ့စိတ်ကိုစင်ကျင်တော့တရားနဲ့ထိန်းနိုင်လို့ရှိရင်အတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုကိုရမယ်။ရောမလို့ story ကွာဒီတွေကတော့လူကောင်းတယောက်ဖြစ်အောင်ငြိမ်းချမ်းမှုရအောင်လွံ့ပြောင်းမှုရအောင်တို့ရဲ့အတွေးခေါ်ရဒီလမ်းကြောင်းကိုပဲ ပြောတာဖြစ်ပါတယ်နော်။နောက်တစ်ခုကတော့ ဘိက္ခဉ္ဇင်းနဲ့ပတ်သက်လို့ရှိရင်လဲစတိုရီရဲ့အခြေခံမှုတွေရှိပါတယ်ကိုယ့်ရဲ့စိတ်ဆန္ဒဟာတဲ့ခံစားမှုနောက်ကို မလိုက်ပါနဲ့တဲ့အကြောင်းတရားနောက်ကိုလိုက်ရမယ်အကြောင်းတရားဆိုတာကတော့ဖြစ်တဲ့ရလားမဖြစ်တဲ့မူလားနော်စိတ်ဆန္ဒတစ်ခုကိုပြန်ပြီးတော့စဉ်းစားရမယ်စိတ်ခံစားမှုနောက်ကိုလိုက်တယ်ဆိုတာကတော့စိတ်ခံစားမှုဖြစ်လာတဲ့နေရာနဲ့မှန်နေမှားတယ်မစဉ်းစားတော့ဘူးနော်ဒီလိုသွားပြီးတော့ စုံပြည့်ချလိုက်တာတွေပြုလို့ဆောင်ရတာတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့ဒီသိက္ခာကျင်းဆိုတဲ့အောက်မှာပျော်ရွှင်မှုတွေကိုလည်းအလွန်မင်းမလိုက်စားပါနဲ့တဲ့ဒုက္ခအခက်ခဲရတဲ့ရှောင်ပြေးမနေပါနဲ့တဲ့နော်ဒုက္ခအခက်ခဲရရှောင်ပြေးနေတယ်ဆိုလို့ရှိရင်လေဒါစတိုရစ်ဝါဒီတွေကတော့ဒါဟာသိက္ခာကျင်းမရှိဘူးပေါ့ဒုက္ခကိုလည်းသိက္ခာနိုင်ရမယ်လေ တတ်မှတ်မှုများတွေကိုလည်းတဲ့စင်ကျင်လုံးတရားနဲ့ညှိอยู่ပါတဲ့တော့သူတို့ကဆက်ပြောတယ်စိတ်ကန်းရှိလာလို့ရှိရင်တဲ့ဒါဟာပြီးခံခြင်းတစ်မျိုးပဲတဲ့ကိုယ်ပိုင်စိတ်ကန်းရှိမှလည်းလွတ်မြောက်မှုရမယ်မှန်တာပေါ့ဟုတ်ကဲ့ပါဆရာဆရာခုနပြောသွားပြီပေါ့နော်ကိုယ်ပိုင်စိတ်ကန်းရှိမှလွတ်မြောက်မှုရမယ်ဆိုတော့အဲ့ဒါကဘယ်လိုမျိုးဟိုဆိုလိုတာပါလဲဆရာ မိရဲ့ဆရာတော်ကလူအဖွဲ့စီထဲမှာနေတဲ့အခါမှာဥရီတို့လိုက်နာမယ်စီကန်းတွေကိုလိုက်နာမယ်လေဆရာတော်ကစီကန်းတွေကိုမလိုက်နာဘူးလို့ဆိုရင်ဆရာတော်အပြစ်ပေးတာခံရမှာပေါ့ဥရီတွေကိုမလိုက်နာဘူးဆိုရင်ဆရာတော်ကအပြစ်ပေးတာခံရမှာပေါ့တရားဥရီရအပြစ်ပေးနိုင်တယ်လို့လူအဖွဲ့စီကလည်းပဲနော်စီကန်းမရှိတဲ့လူကိုဖဲ့ကျင်တာတွေလှုပ်လာမှာပေါ့ ။ရောက်ဆရာတို့ကလွတ်မြောက်မှုကိုရရတယ်ဆိုတာဟာစိတ်ကမ်းရှိလာလို့ရှိရင်ဒါတွေကိုဆရာတို့ကတွေးနေကြမှာမလို့တော့ဘူး။ဆရာတို့ဘဝဟာစိတ်ကမ်းနဲ့နေထိုင်ရင်လွတ်မြောက်မှုကိုဆရာတို့ရရလိမ့်မယ်။အဲ့တော့ story ကိုဖြစ်ကြံရတဲ့လူတယောက်ဟာဒီစိတ်လှုပ်ရှားမှုတွေတတ်မဲ့မှုတွေရဲ့ကြေးကျုံမဖြစ်ဖို့လေလိုတယ်။အဲ့လိုကြေးကျုံမဖြစ်တော့မှပဲတကယ်ကိုလွတ်မြောက်မှုရလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ကံစားမှုနောက်ကိုပဲကိုလိုက်နေမယ်လို့ဆိုလို့ရှိရင်ဘယ်လိုလုပ်လို့မရအောင်မလဲနော်အဲ့လိုပဲတတ်မဲ့မှုတွေကြီးမားနေရင်လည်းဆရာလုံမြောက်မှုဘယ်ရတော့မလဲတတ်မဲ့မှုရှိရတဲ့တပြိုင်တည်းနောက်ကလောဘကလိုက်လာပြီလောဘရဲ့နောက်ကိုတော့ဟာလားဒေါသတို့မောဟတို့ကလိုက်လာတော့တာပေါ့ပိတ်ခံခြင်းကရောင်ရဲခြင်းဖြစ်တယ်တဲ့ရောင်ရဲခြင်းကလည်းပိတ်ခံခြင်းဖြစ်တယ်လို့ပြောပါတယ် ဇင်ခံပစ္စည်းတွေကိုအလွန်ကျွံသုံးခြင်းကလည်းပဲကင်းကွာဖို့ပါလေ storage quality တွေကတွန်းအားပေးပါတယ်ဒါလည်းမှန်ပါတယ်နော်ဇင်ခံပစ္စည်းတွေကိုအလွန်ကျွံသုံးဆွဲလာပြီဆိုရင်တော့ဒါဆရာတို့တွေအနေနဲ့ကကိုယ့်ရဲ့ကိုခြင်းတရားတွေပြက်လာဖို့လည်းများလာပါတယ်ဟုတ်ကဲ့ပါဆရာဟိုနာဆရာပြောတဲ့အထက်မှာဆိုရင်တိခန့်ခြင်းဟာထိန်းချုပ်ခြင်းပဲဆိုတော့အဲ့ထိန်းချုပ်ခြင်းကကိုယ့်ရဲ့လူရင်းဆန္ဒတွေကိုထိန်းချုပ်အောင်မယ်ဆိုတော့အဲ့ဒါဘယ်လိုလူရင်းဆန္ဒတွေကိုထိန်းချုပ်အောင်လဲဆိုတာလည်းဆရာကရှင်းပြပေးပါဦးရှင့် နေ့စဉ်ဘဝမှာကိုပဲလွယ်လွယ်လေးထိမ့်ချုပ်ခြင်းအပြင်အကျိုးကျေးဇူးတွေကိုရပါတယ်။အစားအသောက်တွေကိုအတိုင်းအတာနဲ့စားဖို့အလွန်ကျုံစားခြင်းကလည်းထိမ့်ချုပ်ဖို့ဟုတ်လား။ကြာမိုင်အတွက်လည်းကောင်းတယ်။ကိုယ်ခန္ဓာအတွက်လည်းနော်အလေးချိန်တိုးတာအောင်ရှောင်နိုင်တာပေါ့။တကူကိုကြားလိုက်တဲ့အခါမှာတိုင်းနဲ့ဒေါသထွက်တာလူတယောက်ကကိုယ်ပေါ်မှာမကောင်းတာလှုပ်လိုက်တဲ့အခါမှာအာဃာတထားပြီးတော့ကလေသာချိန်မယ်လို့ လှုပ်လိုက်တဲ့ပုံအားနေရှောင်းပေါ့အဲ့လိုထိမ့်ချုံနိုင်လိုက်လွံ့မြောက်မှုရပါပဲအာဃာတာထားပြီးခလဲသားပြန်ချေရင်အဲ့ဒီခလဲသားချေခြင်းအကျိုးဆက်ကိုကိုခံစားရမှာပဲဒါကြောင့်မလို့ဆရာတို့ကသူများပေါ်မှာဒေါသဖြစ်တာတွေသူများပေါ်မှာအာဃာတာထားတွေကိုထိမ့်ချုံနိုင်ရမယ်သီးခံနိုင်ရမယ်လုံးချင်းတတ်မှတ်ခြင်းအနေရှောင်းပေါ့အဲ့တော့လုံးချင်းတတ်မှတ်ခြင်းဆိုတော့ဒါပြည့်ရင်လုံးချင်းတတ်မှတ်မှုမရှိရဘူးလားအဲ့လိုမဟုတ်ပါဘူး အလုံးချုံလိုချင်တတ်မှုမလုံးနိုင်ဘူးကိုမတတ်နိုင်တဲ့ကိုလက်လန်းမမီတဲ့ဟာကိုလိုချင်တတ်မှုကိုထားရင်တော့ဆရာတို့ဟာကျင့်ဝတ်တွေကိုဖောက်လာနိုင်မယ်စီကံတွေကိုဖောက်လာနိုင်မယ်နောက်ဆုံးချက်ကတော့ဆရာကြိုက်ဆုံးပဲနေ့စဉ်ဘဝမှာမာနတွေကိုရှော့ပေါ်မာနတွေကိုရှော့ပြီးတော့သိခန္ဓာအောင်ကိုကိုကိုကျင့်ကြံပေါ်ကိုကိုကိုထိန်ချုပ်ပေါ် ဒီမှာလဲ story quality တွေကဘာပြောလဲဆိုရင်ဆရာတို့ပြီးခဲ့တဲ့ရသတော်မှာဆွေးနွေးခဲ့တယ်တရားမျှတခြင်းတရားမျှတခြင်းနဲ့ဒီလူရင်ဆန္ဒတွေကိုထိမ့်ချုပ်ခြင်းတီးခံခြင်းဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတယ်တဲ့သူတို့ကတီးကြစီမနေဘူးတဲ့ဥပမာပြောရမယ်ဆိုရင်တရားမျှတမှုတော့ရှိပါရဲ့လူတယောက်ကသူ့ကိုယ်သူသိတရားမျှတဆိုတာနေတယ်ပေါ့ကွာဒါပေမဲ့ထိမ့်ချုပ်မှုမရှိလို့ရှိရင်တဲ့ကိုကိုကိုတရားမျှတရတော့ကိုကဖြောင်းမတ်တယ်ဆိုပြီးတော့ မာနတွေကြီးလာနေပဲ။ကြောင့်သူတို့ကဆက်ဆက်နေတယ်။အဲ့လိုပဲတဲ့။ထိန်းချုပ်မှုကတော့ရှိပါရဲ့။ဒါပေမဲ့တရားမျှတမှုကိုဥစားမပေးခဲ့ရင်လေတဲ့။ကိုကျိုးစည်းပွားအတွက်ပဲစဉ်းစားတဲ့အခြေအနေဖြစ်လာနိုင်တယ်။ဒါကြောင့်မလို့ story ရဲ့အခြေအနေမှာတရားမျှတမှုနဲ့တိခန့်နေတယ်လို့လေတွဲထားတယ်လို့ဆရာတို့ပြောလို့ရပါတယ်။ တသနာပညာရှင်တို့ရဲ့အဆိုအရပေါ့လေတဘာဝနဲ့အညီစင်ကြင်တုံတရားနဲ့အညီနေထိုင်ဖို့အတွက်ဒီခဏကြီးလေးအရေးကြီးတယ်တရားမျှတမှုပါလေအရေးကြီးပါတယ်တရားမျှတာခြင်းဟာတခြားသူတွေနဲ့ဂယုဏတွေမျှတမှုတွေကိုဆက်သွယ်ပေးတယ်ဒီခဏကြီးကတော့မိမိကိုမိမိထိမ့်ချုပ်တာဖြစ်တယ်မိမိကိုမိမိအုပ်ချုပ်တာဖြစ်တယ် ညတံမှုရှည်တန်းတင်တဲ့အတွက်ကြောင့်မိမိဘဝနဲ့ပတ်ဝန်းကျင်ကိုတခါစားတာဖြစ်စေပါတယ်ဟုတ်ကဲ့ပါဆရာဆရာခုနကပြောထားတဲ့အထက်မှာဆိုရင်ဒီတိခန့်ခြင်းကိုထိန်းချုပ်တယ်ဆိုလို့ရှိရင်လွတ်လပ်မှုကိုရမယ်ဆိုတော့အဲ့ဒါကဘလို့လွတ်လပ်မှုဟိုဆရာကဒါညှင်းဆိုပြောတာလေဆရာအဲ့တော့လွတ်လပ်မှုဆိုတာကကိုလှုပ်ချင်တာကိုကိုလှုပ်နိုင်တာလွတ်လပ်မှုမဟုတ်ဘူး story ရဲ့သဘောတရားအရာကြောက်ရွံ့ခြင်း လောဘတတ်မဲ့ခြင်းဒေါသတို့ကင်းတာလွတ်လပ်မှုပဲဒါလေးကလည်းရှင်းပါတယ်ဟာလောဘမရှိဘူးဆိုရင်ဒါလွတ်လပ်တာပေါ့နော်အဲ့လိုပြောပါတယ်အဲ့ကိုရဲ့ပျော်ရွှင်မှုတွေဟာပြင်ပအရာတွေဖြစ်တဲ့စီစဉ်ဥစ္စာတွေကိုရဲ့ဂုံတည်င်းတွေစင်ခံမှုတို့ဖြစ်နေပါကလွတ်လပ်မှုမရနိုင်ဘူးဂုံတည်င်းကိုဘယ်သူမှပေးတာလဲ တဖက်သားကပေးတာပေါ့ဗျာတဖက်သားကပေးတာပေါ့ဟာဒီလူကတိတ်တော်တာပဲဟာဒီလူကတော့တိတ်ချောတာပဲဒါဆိုရင်တဖက်သားပေါ်မှာကိုကဘာဖြစ်နေလဲမိခိုနေရတာပေါ့ဘယ်လိုလွတ်လပ်တော်မလဲကျောင်းလို့စတိုရိတ်တရားမှာပြောတယ်ကုန်းတရင်နေပေါ်မှာตายာမနေနဲ့တဲ့စိစေဥစ္စာတွေမှာตายာမနေနဲ့တဲ့စိန်ခံမှုတွေကိုตายာမနေနဲ့တဲ့လွတ်လပ်မှုမရနိုင်ဘူးတဲ့ကိုယ့်ရဲ့စီကံတွေဖွင့်မျိုးလောက်စတိုရိတ်ရဲ့နော် ကျင့်စဉ်တွေနဲ့အညီကျင့်နိုင်မယ်ဆိုရင်တဲ့မိမိဟာဘာရူဝေရထားတာဘာလုပ်ပဲလုပ်လုပ်ဘဲချီနေမှာမစိုးလွတ်လပ်သူ ဖြစ်နေပါလိမ့်မယ်လို့စတရိတ်ဝါဒီတွေကပြောခဲ့ပါတယ် ဟုတ်ကဲ့ပါဆရာအခုဆိုလို့ရှိရင်ပေါ့နော်ဆရာစတိုရီရဲ့အတွေ့အခေါ်တွေတွေကဒီဟိုဉာဏ်ပညာတို့တတ္တိတို့နောက်တစ်ခါတရားမျှတမှုဒါအခုဆိုလို့ရှိရင်ဒါသိခံခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြိသက်တွေကိုဒါအစဉ်စဉ်ဒါမျှဝေပေးသွားတဲ့အတွက်လည်းဟိုဒါရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဘုဟုတ္တရအများကြီးရပါတယ်ဆရာအခုလိုမျိုးပေါ့နော်ဆရာရဲ့အသိဉာဏ်တွေပေါ့နော်ပြန်လည်ပြီးတော့မျှဝေပေးသွားတဲ့အတွက်ဆရာအထူးပဲကျေးဇူးတင်ပါတယ်ရှင်